ရှမစာရာအီရဲ့ Genesis ကုတ်စာအုပ်ထဲကကျွန်တော်တို့အကောင်းကြီးဖြစ်တဲ့အရာနောင်တဘဝမှာဒီနေ့လူတိုင်းကနောင်တဆိုတာမကင်းဘူးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုနေတတ်သူဝလူတွေကအမားတွေလုံးမိနေကြတယ်။တချို့ယာတွေဘဝမှာကိုယ့်ကိုပြုပြင်လို့မရနိုင်တဲ့ကိုယ့်ရဲ့အာနယ်ချက်တွေလည်းအများကြီးရှိမှာဖြစ်တယ်။ဆိုတော့အဲ့ဒါနောင်တဒါကြောင့်နောင်တကလူတိုင်းနဲ့မကင်းဘူး။ ဲ့နောင်တနဲ့ပတ်သက်တဲ့စကလုံးလေးကနောင်တဆိုတာကတော့1နဲ့ယူသက်သက်ပဲမဟုတ်စိတ်မကောင်းယူသက်ပဲမဟုတ်ဟာယူကျုံမရဖြစ်တာမျိုးတစ်ခုတည်းတည်းပဲမဟုတ်ပဲနဲ့အဲ့ဒီအမားတွေကိုယ့်ရဲ့အဲ့ဒီအမားတွေအာနေချက်တွေရဲ့ဆိုးကြိုးတွေအဆုံးသက်ခြင်းတွေကိုသိမြင်သွားပြီးတော့မှကိုယ့်ကိုယ်ကိုပြောင်းလဲပစ်ခြင်းကိုပြောတာဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ကကိုကိုကိုပြောင်းလဲဖြစ်ပြောင်းလဲပြစ်နိုင်မှအဲ့ဒါနောင်တဖြစ်တယ်။ဒါပေမဲ့ပြောင်းလဲပြစ်ဖို့ကျွန်တော်တို့ကိုလှုပ်ဆော်တဲ့အရာဘာလဲဆိုတော့အဲ့ဒီအမားတွေရဲ့အဆုံးတက်ကိုကျွန်တော်မြင်ဖို့လိုတယ်။ဒီလိုမှားရင်ကိုဘလောက်ထိကိုဘဝမှာဆုံးရှုံးသွားနိုင်လဲဘလောက်ထိကိုဟာအဆုံးတက်တွေမလှဘူးဖြစ်သွားနိုင်လဲဆိုတော့သိမြင်ပြီးတော့မှပြုပြင်ခြင်းနဲ့စိတ်ကြီးဖြစ်လာတာဖြစ်တယ်။ဒါနောင်တဖြစ်တယ်။အဲကြောင့်ပြောင်းလဲပြစ်နိုင်တာပြုပြင်နိုင်သွားတာမှနောင်တအစစ်ဖြစ်တယ်။